တမန်ရှင်များပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ16ရက်9လ2025ရက်နေ့ရက်တင်းနေကိုတင်ဆက်ပေးနေဖြစ်ပါတယ်ဒါကဒုတိယပိုက်ဖြစ်ပါတယ်နော်ဒုတိယပိုက်ပါအဲ့တော့ဒုတိယပိုက်နေနေကတော့နေရာစုံလေးတွေကိုကျွန်တော်ချုပ်ပြီးပြောခဲ့ပေးမယ်အဲ့တော့သူများမကောင်းကြံကိုဘေးရန်ထိဆိုတဲ့စကားပုံကျွန်တော်မြန်မာဗမာလူမျိုးတွေမှာရှိတယ်နော်ဗမာစကားပုံမှာသူများမကောင်းကြံကိုဘေးရန်ထိသူများမကောင်းကြံကိုဘေးရန်ထိသူများတို့မကောင်းကြံတာပဲဒါမဲ့ကိုကိုထိသွားတာကိုကိုထိသွားဘာလို့ကျွန်တော်အဲ့စကားပုံပြောလဲဆိုတော့ ဒီပလဲမှာပလဲဖြစ်စင်မှာပလဲမှာသူတို့ဒီပြည်သူလူထုပွားနေတဲ့ဒီလမ်းနေနော်ပြည်သူပိုင်းပစ္စည်းပစ္စည်းပြည်သူပိုင်းအဆောက်အဦတွေရဲ့နေရာတွေပြည်သူပိုင်းလန်ဒရာတွေရဲ့နေရာတွေမှာဒီမိုင်းထောင်တယ်မိုင်းထောင်တယ်နော်လက်လုံးမိုင်းထောင်တယ်လို့သိရတယ်နော်လက်လုံးမိုင်းထောင်တယ်ထောင်တဲ့အချိန်မှာအခက်မသိမဲ့နဲ့ပြည်သူလူထုမနှင်းမိပဲနဲ့ကိုကကိုစနက်တန်တက်နေရင်နဲ့ဂျင်းကလေးဆိုကွဲသွားတယ်ဂျင်းကလေးဆိုကွဲသွားတယ်အဲ့တော့ပလဲပီတီရဲ့ရှေ့အောင်လောက်တော့ ပြည်သူကလည်းမတတ်ဘူးတက်ကလည်းမတတ်ပဲနဲ့လိုလိုနေရင်မလကီးရကြွသွားတယ်ညီအောင်နန်းတော်ကိုသွားတရင်ပို့လိုက်ပါတယ်အဲ့ဒါတော့သူများမကောင်းကြကိုဘေးရန်ထိတာပါနော်သူများမကောင်းကြကိုဘေးရန်ထိတာပြည်သူကိုသေခြင်းသေစေခြင်းနဲ့ဆန္ဒနဲ့ပြည်သူပိုင်အစအုပ်တွေပြည်သူပိုင်လန်ဒရာတွေကိုမိုက်ထောင်တယ်အဲ့တော့ပြည်သူကမသေးပဲနဲ့သူတို့တွေပဲသူတို့ပြန်ပြီးတော့သေတာဖြစ်ပါတယ်အဲ့တော့သူတို့ပြောပြောနေတဲ့နော်ဟိုပြည်သူပြည်သူကာကွယ်ရေးတပ်ပေါ့နော်ပြည်သူကာကွယ်ရေးတပ်ဆိုခေါင်းစဉ်တက်ထားပြီမဲ့လက်ရှိမြေပြင်မှာသူတို့လုပ်နေတဲ့လုပ်ရက်တွေကပြည်သူကို ညင်မှန်နှိမ့်ဆက်ရည်တက်ဖြစ်နေတယ်နော်ညင်မှန်နှိမ့်ဆက်ရည်တက်ဖြစ်နေတယ်အဲဘာလို့လဲဆိုတော့လက်ရှိကျွန်တော်ပြည်သူတွေခံနေရတာကိုခံရတဲ့သူတွေအတိတ်ဆုံးမှာခံရတဲ့သူပြည်သူတွေအတိတ်ဆုံးမှာဘာလို့လဲဆိုတော့တက်ကမကြည့်ဟိုမစိုးမိုးနိုင်တဲ့နေရာတွေမှာဒါအကြမ်းဖက် PDF တွေကြီးစိုးတယ်ကြီးစိုးတဲ့အချိန်မှာဘာဖြစ်လဲသမီးပြူတွေအသက်မပြည့်သေးတဲ့ကလေးငယ်တွေလမ်းပြင်ကိုမထွက်ရဲတော့ဖြစ်နေတယ်နော်လမ်းပြင်ကိုမထွက်ရဲတော့ဖြစ်နေလမ်းပြင်ကိုထွက်တာနဲ့သူတို့ကခေါ်တယ်မရင်းကျင်းတယ်တတ်ပြတယ်နော်တတ်ပြလိုက်ရင်လည်းသူတို့ဒလန်ဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့တတ်ပြလိုက်တာဖြစ်ပါတယ်နော် ်လက်ရှိကျွန်တော်ဘာလို့အဲ့လိုပြောလဲကျွန်တော်မြတ်ပြည်သူတွေလည်းဒါ online ပေါ်မှာတွေ့တဲ့သူတွေတွေ့ပြီးသားပါเนาะတက်ငယ်မတိမှုတွေကိုသူတို့ဒီအကြံပတ်ဒီခက်တွေကကျူးလွန်နေတယ်သူတို့အချင်းချင်းတော့သူတို့စားမဝါတို့စားလို့မဝါတဲ့အတွက်ဒီကလေးတငယ်တွေအတမပြည့်သေးတဲ့ကလေးတငယ်တွေကိုမတိမှုတွေကျူးလွန်နေပြီးရင်တတ်ပြတယ်နော်တတ်ပြတယ်ဒါတွေတော်တော်ဆူဆူဝါးအနေထားတရက်ကိုရှိတယ်ကျွန်တော်စပြီးအရေးကင်းစဖြစ်တဲ့အချိန်မှာကျွန်တော်ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်အကြံပတ်တွေရဲ့လက်ထဲကိုလက်နဲ့တွေရောက်သွားရင်ကျွန်တော်မြတ်ပြည်သူတွေဒုက္ခရောက်လိမ့်မယ်လို့ ဒုက္ခရောက်လိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့တော့ပြည်သူကပေးတဲ့ပတ်စံတွေပြည်သူကပေးတဲ့ပြည်သူကဝယ်ပေးတဲ့လက်နက်တွေနဲ့ပြည်သူကိုပြန်တက်ပြည်သူကိုပြန်ဓမြတိုက်ပြည်သူကိုပြန်မရင်းကျင့်နေတာကပြည်သူကာကွယ်ရေးတက်လာလို့ကျွန်တော်ဒီနေရာကနေမိကွန်းထုတ်လိုက်ပါတယ်နော်ဒါတော့အကြံပတ်ပြည့်ဖြတ်တွေအတွက်ပြောရတဲ့စကားဖြစ်ပါတယ်စကိုင်းမှာလည်းနော်အုတ်ဂူနီနီလေးတွေများစွာရှိနေပါတယ်အဲ့တော့အဲ့အုတ်ဂူနီနီလေးတွေကိုလည်းနိုင်ငံတော်ကလိုက်လံဖြိုခွဲဖျက်ဆီးနေပါတယ်မကြခင်ကျွန်တော်မြန်မာနိုင်ငံကြီးက အေဂျင့်တော့မှဖြစ်ပါတယ်နော်အေဂျင့်တော့မှဖြစ်ပါတယ်ဒါတော့တစ်ချက်ပေါ့ဒါပလဲမှာဒီသူများမကောင်းကြအောင်ကိုယ်ဘေးရန်ထိပြီးတော့ရှစ်ပေါင်လောက်ကြွားသွားတဲ့အနေထားတည်းကူပြောပြတာဖြစ်ပါတယ်နော်စကိုင်းမှာလည်းဆက်လက်ပြီးတော့တိုက်ပွဲတွေကတော့ပြင်းထန်နေတယ်ဒီရခိုင်မှာလည်းဒီအမ်ဘတ်မှာဒါတိုက်ပွဲတွေပြင်းထန်နေပါတယ်နောက်ထပ်ဒီကချင်ပြည်နယ်မှာလည်းဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဗမော်ကတော့နိုင်ငံတော်ကလုံအောင်စုံထိန်းချုပ်ပြီးသွားပြီဗမော်ဒေသခံပြည်သူတွေမကြခင်ပြန်အောင်တော့မှဖြစ်ပါတယ်နော်ဒီ PND ကရင်ပြည်နယ်ဘက်မှာလည်းဆက်လက်ပြီးတော့တိုက်ပွဲတွေကအရင်ပြင်းထန်နေတယ်ဒါကတော့ တိုက်ပွဲနဲ့ပတ်သက်ပြီးပြောပြတာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီ15ရက်နေ့ကပေါ့ဟို sorry 14ရက်နေ့ဖြစ်မှထင်တယ်နော်14ရက်နေ့ဒီမန္တလေးမှာဒီရွေးကောက်ပွဲကိုမပါဝင်ဖို့မထောက်ခံဖို့ဆိုပြီးတော့ဆန္ဒပြတဲ့9ဦးလို့သိရတယ်9ဦးကို9ဦးကတော့အရှင်မိရဲ့2ဦးသေးရယ်ဆိုလားမသိဘူးနော်ကျွန်တော်တရင်ရလိုက်တဲ့အချက်ပေါ့နော် နှစ်ဦးကတော့မိရတယ်ထင်တယ်ဟုတ်တယ်နှစ်ဦးမိတယ်နော်ငါးဦးတက်သွားတယ်လို့ပြောတယ်နှစ်ဦးကိုတော့လက်ရှိနိုင်ငံတော်ဆက်စစ်မှုတွေပြုလုပ်နေတယ်လို့တော့ကျွန်တော်တို့သိရတယ်ဒါကတော့ရွေးကောက်ပွဲကိုဖျက်ဆီးရင်တော့ရွေးကောက်နိုင်ငံတော်ကဆော်ရီးတဲ့ကြေညာထားပြီးသားဖြစ်ပါတယ်နော်ရွေးကောက်ပွဲကိုနှောက်လို့ဟိုနှောက်ရှက်ဖျက်ဆီးလို့သူတွေအနေနဲ့အနေဆုံးထောင်တာခုနှစ်နှစ်လို့ပြောပြီးသားဖြစ်ပါတယ်နော်အနေဆုံးထောင်တာခုနှစ်နှစ်လို့ပြောပြီးသားဖြစ်ပါတယ်ဒါနဲ့ဆက်ဆက်ပြီးပြောပြရလို့ရှိရင်သူတို့တွေရဲ့ခေါင်းစဉ်တစ်ခုရှိတယ်ဒီအကြမ်းဖက်ပြဖြတ်အုပ်စုတွေရဲ့ခေါင်းစဉ်တစ်ခုရှိတယ်ဒါကဘာလဲဆိုတော့ပြည်သူအာဏာပြည်သူပြန်ပေးဆိုတဲ့သူတို့လက်သုံးစကားရှိတယ် ြည်သူအာနာပြည်သူပြန်ပေးအဲဆိုလို့ရင်လက်ရှိတချုပ်ကြီးကပေးနေပြီလေတချုပ်ကြီးမင်းတို့ပြောနေတယ်ပြည်သူအာနာပြည်သူပြန်ပေးဆိုတဲ့အတိုင်းဒီတချုပ်ကြီးကပေးနေပြီတချုပ်ကြီးအခုလာမယ်ဒီရွေးကောက်ပွဲလုပ်ပေးမယ်ဒီရွေးကောက်ပွဲမှာတရားမျှတပြီးတော့လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရွေးကောက်ပွဲကိုဒါတက်ကနေပြီးတော့သူတို့အာနာတိမ့်ထားလို့လည်းရတယ်ထိမ့်ထားလို့လည်းရတယ်ခင်ဗျမြန်မာနိုင်ငံမှာလက်နက်ကိုင်အဖွဲ့အစည်းရဲ့အကြီးဆုံးတက်မတော်ဖြစ်တယ်တရားဝင်တရားဝင်မြန်မာတက်မတော်ဖြစ်တယ် အဲ့တမလို့အာနာတွက်သူထိရင်နဲ့ထိမယ်သိရင်နဲ့သိမယ်မပေးချင်နဲ့မပေးဘူးပေးချင်နဲ့ပေးမယ်ဒါငါတို့ရဲ့စိတ်ထဲမှာပဲရှိတယ်ဆိုတဲ့ပုံစံမျိုးလုပ်ရင်လေရတယ်ဒါပေမဲ့လက်ချုပ်ကြီးရဲ့စိတ်သဘောထားဘယ်တော့မကောင်းလဲကောင်းလဲဆိုလို့ရှိရင်ရွေးကောက်ပွဲကိုပြန်လုပ်ပေးမယ်ရွေးကောက်ပွဲပြန်လုပ်ပေးမယ်အဲ့တော့ခမရတို့တွေပြောပြောနေတယ်ပြည်သူအာနာပြည်သူပြန်ပေးဆိုတဲ့ခေါင်းတဲ့အောက်မှာအစိုးရတွေကတက်ချုပ်ကြီးရဲ့ပေးဖို့ရှိတယ်အပေးဖို့ရှိလို့လေစပြီးတော့ကြင်ညာကလေးကကျွန်တော်တို့ဒီဖေဖော်ဝါရီလတရက်နေ့စကြင်ညာကလေးကအာနာသိမ့်နေလို့မကြင်ညာဘဲနဲ့ဒီအာနာထိမ့်နေဆိုတဲ့စကရေလေးတုံးပြီးတော့ ာနာကိုထိန်းခဲ့တယ်။အာနာထိန်းနေဆိုတာကတလတန်သည်၊နှစ်လတန်သည်၊တစ်နှစ်တန်သည်၊နှစ်နှစ်တန်သည်တို့တို့လိုလိုနဲ့ထိန်းထားမယ်။မြန်မာနိုင်ငံကြီးအေဂျင့်မျိုးဆိုမှပြန်ပြီးမယ်နော်။ဒီလိုမျိုးသွားတဲ့စနစ်ဖြစ်ပါတယ်။အာနာသိန်းနေဆိုတာကတော့ခင်ဗျားတို့ပြောပြောနေတယ်၂60လည်းဖြစ်ရင်ဖြစ်သွားမယ်၊၂တရာလည်းဖြစ်ရင်ဖြစ်သွားမယ်။ဒီစနစ်ကိုသွားတဲ့စနစ်ဖြစ်ပါတယ်။ဒါကြောင့်မလို့တချို့ကအာနာကိုထိန်းနေဆိုတဲ့ပုံစံမျိုးကျင်ညာခဲ့တယ်။ဒါကြောင့်မလို့လည်းလက်ရှိရွေးကောက်ပွဲကိုပြုလုပ်ပေးတယ်။ဒါတရားမျှတပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်တစ်ခုကိုရောက်အောင် လက်ချုပ်ကြီးတင်ပေးတယ်ဒီရွေးကောက်ပွဲမှာကျွန်တော်တို့မြို့ပြည်သူတွေအနေနဲ့အားလုံးပူးပေါင်းပါဝင်မှုလိုတယ်ပူးပေါင်းပါဝင်မှုလိုတယ်ကျွန်တော်အများအားဖြင့်ပြောနေကြစကားတိုင်းပဲကျွန်တော်တို့ဒီသူတို့ပြောပြောနေတယ်အကြမ်းဖက်ပြီးချက်အုပ်စုတွေပြောပြောနေတယ်စစ်တပ်ရဲ့ထွက်ပေါက်စစ်တပ်ရဲ့ထွက်ပေါက်လို့ပြောနေတယ်တကယ်တမ်းကမဟုတ်ပါဘူးနော်တကယ်တမ်းကျွန်တော်စစ်တပ်ရဲ့ထွက်ပေါက်မဟုတ်ဘူးစစ်တပ်ကခုသူတို့တွေ၄နှစ်ကျော်၅နှစ်ကာလတိုက်လာတယ်ဗျာနော်တချို့ကြီးကဒူးအနှံ့တော့မပြတ်ဘူးဒူးအနှံ့တော့မပြတ်ဘူးအေးစစ်စစ်ပဲတတရာပဲတာယာပဲလေးလေးချွန်နေအောင်ပဲနော်စစ်တပ်ရဲ့ထွက်ပေါက်မဟုတ်ဘူး ဒါကကျွန်တော်တို့မြေပြည်သူတွေရဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ထောက်ပေါက်ဖြစ်ပါတယ်နော်ထောက်ပေါက်ဖြစ်ပါတယ်ဒီရွေးကောက်ပွဲလုပ်ပြီးမှတက်ကသွက်သူဒီသူ့နေရာသူသူပြန်သွားမယ်သူသွားမယ်စနစ်တိုင်းကာကွယ်ရေးစနစ်ကိုသူပြန်သွားမယ်အဲ့တော့တက်လာတဲ့အစိုးရကိုနိုင်ငံတော်အာဏာလွှဲပေးမယ်ဒီလိုစနစ်နဲ့သွားဖို့ရတော့ကိုဒီမှန်ကန်တဲ့ရွေးကောက်ပွဲကိုပြုလုပ်ပေးတာဖြစ်ပါတယ်ဒါမှသမရတက်လာမှာကျွန်တော်တို့တွေအကောင်းဆုံးဒီမိုကရေစီလမ်းကြောင်းမဟုတ်ရှောက်လန်းနိုင်မှာဖြစ်တဲ့အတွက် ဒီယူကော့ဝင်တဲ့ပတ်သက်လို့အချုပ်ပြောရရင်တနိုင်ငံလုံးပူးပေါင်းပါဝင်မှုလို့ရတယ်။ဒါလက်ရှိမဲပေးရမယ့်အမည်စည်းရင်းနေအနေနဲ့နော်မဲဆန္ဒရှင်နေအနေနဲ့အလုံးပူးပေါင်းပါဝင်မှုလို့ပါတယ်။ပြီးရင်ကိုပေးလိုက်တဲ့မဲဟိုအသေးကြားကမဲတပြားပေါ့နော်အသေးကြားကမဲတပြားကမှန်ကန်မှုလို့ရတယ်။ကိုပေးလိုက်တဲ့မဲတမဲကကိုပေးလိုက်တဲ့မဲတမဲကြောင့်နိုင်ငံကိုဖျက်ဆီးတဲ့ပါတီကအနိုင်ရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကြီးဆက်လက်ပြီးတော့ခွေးဖြစ်နေမှာနော်ခွေးဖြစ်နေမှာပြပုံမဲ့တိုးနေရမှာ အဲ့တော့ကိုပေးလိုက်တဲ့မဲတမဲကနိုင်ငံတော်ကိုကောင်းကျိုးပြုတဲ့ပါတီကအနိုင်ရရှိသွားတယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံကဖွံ့ဖြိုးတိုးတက်မှုတွေအားကောင်းလာနိုင်မယ်နော်ဒီလောက်ပဲဒါကြောင့်မို့ဘယ်ပါတီကိုမဲပေးပါလို့တော့ကျွန်တော်မပြောလို့ဘူးဒါပေမဲ့ကိုတွေပေးလိုက်တဲ့အသေးချာကမဲတပြားကမှန်ကန်မှုတော့လိုတယ်လို့ပဲမက်ဆေ့ပေးလိုက်ပြသည်နော်ကျွန်တော်ဒီ2020မှာဒီရွေးကောက်ပွဲမှာမဲမတမာမှုတွေဖြစ်တယ်မဲလိမ်မဲခိုးမဲညစ်နော်မဲခိုးရုံနဲ့အားမရလို့အာနာပါလူကျင်တဲ့ NLD ဟိုဒေါန်သစုကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့ရုပ်မှရိုင်းဆိုင်မှုတွေကောက်ကျစ်မှုတွေ2015ကစပြီးတော့2020အထိကျွန်တော်ဗုဒ္ဓဘာသာဝင်တွေကိုဘလောက်နှိပ်ကွက်ခဲ့တယ်ဘလောက်ဆော့ကားခဲ့တယ်ဆိုတဲ့ရုပ်သံဗီဒီယိုဖိုင်တွေကျွန်တော်ဒီမှာအများကြီးရှိတယ်နော်ကျွန်တော်ဒီမှာအများကြီးရှိတယ်လိုအပ်ရင်ထုတ်ပြမယ်လောလောဆယ်မလိုအပ်သေးတဲ့အတွက်ကျွန်တော်ထုတ်မပြပါဘူးနော်အဲ့တော့အဲ့လိုပါတီမျိုးမဲနိုင်သွားတယ်ဆိုလို့ရှိရင်သူ့လိုပါတီမျိုးဆက်လက်ပြီးတော့မဲနိုင်သွားတယ်ဆိုလို့ရှိရင် ကျွန်တော်မြန်မာနိုင်ငံကဆက်လက်ပြီးတော့ခွေးဖြစ်နေမယ်ကျွန်တော်ဗုဒ္ဓဘာသာဆက်လက်ပြီးတော့နှိုးနွမ်းနေမယ်လို့ကျွန်တော်တို့ဒီလိုပဲပြောပြီးတော့ဘယ်ပါတီကိုမဲပေးရမယ်ဆိုတာတော့မပြောဘူးဒါကတော့ပါတီနဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်နောက်တစ်ခါတော့နာနိုင်ငံတော်ကညင်ညာထားတာရှိတယ်ဒီဗုဒ္ဓဘာသာကိုစော်ကားတဲ့လူတွေဒါထိရောက်စွာအရေးယူမယ်ဆိုတဲ့အကြောင်းနော်ဒါတကယ်ထိရောက်စွာအရေးယူဖို့တော့လိုပါတယ်နော်တကယ်ထိရောက်စွာအရေးယူဖို့လိုတယ်ကျွန်တော်တို့ဗမာလူမျိုးတွေလည်းကျန်တဲ့တိုင်းရင်းသားတွေရဲ့ဗုဒ္ဓဘာသာကိုမစော်ကားဘူးဗုဒ္ဓဘာသာကိုဒါစော်ကားတဲ့လူတွေ ဗုဒ္ဓဘာသာမှာမဟုတ်ဘူးကျန်တဲ့တိုင်းရင်းသားတွေရဲ့ဘာသာတွေကိုပါစော်ကားနေရပြီးတွေ့ရနိုင်ငံတော်ကနေပြီးတော့ဒါဒီစဲဥပဒေအရနဲ့နော်ရှစ်ဖွဲ့စည်းပုံအရအေးအေးယူဆောင်ရွက်သွားမယ်ဆိုပြီးတော့ကြေညာချက်တွေထွက်ထလာရှိတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်နိုင်ငံတော်ကကြီးကြေးတွေအနေနဲ့ထိရောက်စွာလှုပ်လို့တယ်နော်ထိရောက်စွာလှုပ်လို့တယ်အဲ့တော့ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်အခြားဘာသာပဲဖြစ်ဖြစ်နော်ညီသူမစိုးကိုယ့်ဘာသာကိုယ့်လူမျိုးကိုစော်ကားရင်ဘယ်သူမှမကြိုက်ဘူးမှတ်ချက် NLD ပါတီဝင်တွေကလွဲလို့နော် NLD ဒေါန်သန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့ညိုမစစ်တွေကလွဲလို့ကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးတွေကကိုယ့်ဘာသာကိုစော်ကားရင်ဘယ်သူမှမကြိုက်ဘူးဘယ်သူမှမကြိုက်ဘူးအဲ့တော့လက်ရှိဖြစ်ပွားွားတယ်ဗုဒ္ဓတရဏကိစ္ဆာမိတချင်းနော်တရဏကုံသုံးပါတချင်းဟိုတချင်းကိုဓမ္မတေးတချင်းကိုနော် DJ နဲ့မူရတောက်စားပြီးပျော်ပါပြီးကခုံနေတဲ့တတိုက်ကတော့လောလောဆယ်ထောင်နှန်းဆန်လိုက်ရပြီနောက်ထပ်ထောင်နှန်းဆန်တဲ့လူတွေအများကြီးရှိသေးတယ်ရိုက်တယ်လို့မကုန်သေးဘူးအဲ့ထဲမှာမှကျွန်တော်တို့ဗုဒ္ဓဘာသာကိုထဲထဲဝင်ဝင်စော်ကားတာဘယ်သူတွေလဲဆိုလို့ရှိရင်စောက်ကလားမျိုးတွေ ်စောက်ကလားမျိုးတွေခွေးမျိုးတွေကလားတွေကလားတွေနော်ကလားတွေမြန်မာနိုင်ငံမှာလည်းနေသေးတယ်မြန်မာနိုင်ငံငယ်ရေကိုလည်းတောက်တယ်မြန်မာနိုင်ငံကလေကိုလည်းရှူတယ်မြန်မာနိုင်ငံကကျွေးတဲ့ထမင်းကိုလည်းစားတယ်မြန်မာနိုင်ငံရဲ့ဆန်ဟိုဆန်ကိုလည်းစားတယ်ဒါကိုမြန်မာနိုင်ငံကိုစော်ကားနေတဲ့တချို့တချို့သောစောက်ကလားတွေကျွန်တော်ကလားတိုင်းကိုပြောတာမဟုတ်နော်ကျွန်တော်တို့သူတို့ပါတာကိုမစော်ကားဘူးသူတို့ပါတာကိုကျွန်တော်မစော်ကားဘူးစော်ကားလို့ရတယ်စော်ကားလို့ရခွေးလခွန်ဒီကောင်းလေးကိုးကွယ်နေတာပါလေကျွန်တော်စော်ကားလို့ရအဲ့လိုပြောလို့ရှိရင်ကလားအလုံး မွတ်စလင်အားလုံးနာပါလိမ့်မယ်နာပါလိမ့်မယ်ကျွန်တော်အဲ့လိုနေနာမှာဆိုလို့ကျွန်တော်လည်းသူများဘာသာကိုမစော်ကားခြင်းတဲ့အတွက်ကျွန်တော်ကအဲ့လိုမျိုးဘာသာမဲ့စကားမပြောဘူးမပြောဘူးဒါပေမဲ့တော်တော်များများဗီဒီယိုဖိုင်တွေမှာကြည့်လိုက်လို့ရှိရင်ဒီစောက်ကလားတွေနော်စောက်ကလားတွေကပဲဗုဒ္ဓဘာသာကိုစော်ကားနေတယ်ဒါတွေကိုကျွန်တော်ထိရောက်စွာရေးယူဖို့လိုတယ်နော်အဲသူတို့ပြောတယ်လို့ကျွန်တော်ပြန်ပြောရမယ်ဆိုလို့ရှိရင်သူတို့ကိုးကွယ်နေတာဘာလဲသူတို့ကဘာကိုကိုးကွယ်တာလဲကျွန်တော်မြတ်ပြည့်သူတွေသိပါတယ်နော်တချို့တချို့တော့ကလားနဲ့နေဘူးတဲ့လူတွေသိတယ် နော်ကလိုက်နဲ့ဟိုအတိမိတ်ဆွေပဲဖြစ်ဖြစ်ရင်းနှီးမှုတစ်ခုပဲဖြစ်ဖြစ်နေတဲ့လူတွေဆိုရင်သိတယ်အဲ့ဆောက်ကလားတွေကိုးကွယ်တာဘာကိုကိုးကွယ်တာလဲ right နော်အဲ့တော့ကိုးကိုးကွယ်တဲ့ဟာတော်မှတန်ရှင်းတန်ရမှုရှေ့လာလို့ကျွန်တော်မေးရင်ကလားအလုံးနာလိုက်မယ်ဒါကြောင့်မလို့ကျွန်တော်မမေးဘူးနော်ကိုးကိုးကွယ်တဲ့အရာဘာလဲဆိုတာပဲအရင်မူလေ့လာပြီးမှတခြားဘာသာကိုစော်ကားပါလို့ကျွန်တော်မက်ဆေ့ပေးလိုက်ပြသည်ကျွန်တော် တန်တဲ့ဘာသာကြီးအားလုံးစော်ကားခြင်းနဲ့စိတ်မရှိဘူးဘယ်ဘာသာမှလည်းမစော်ကားပါဘူးနော်ကျွန်တော်ဗုဒ္ဓဘာသာကိုလည်းကျွန်တော်မစော်ကားဘူးသူများဘာသာကိုလည်းမစော်ကားဘူးဒါပေမဲ့လက်ရှိဗုဒ္ဓဘာသာကိုထဲထဲဝင်လိုက်စော်ကားနေတာကအဲ့လူမျိုးတွေကအများဆုံးဖြစ်နေတဲ့အတွက်ဒါကျွန်တော်ထည့်ပြောချက်ဖြစ်ပါတယ်နော်အဲ့တော့တခြားတခြားသောကျွန်တော်ထဲမှာကြည်နေတဲ့နော်ဒီမွတ်စလင်လူမျိုးတွေပါတယ်ဒီတခြားတခြားသောဒီမွတ်စလင်ပဲပေါ့နော်ခွန်ရှစ်၆တွေပေါ့နော်သူတို့ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တောင်းပန်ပါတယ်တောင်းပန်ရင်ကျွန်တော်ဒီ စော်ကားလို့ဂျင်းနဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးအဲ့တော့တချို့တချို့သောကလားတွေကဒီတချို့တချို့သောခွန်ရှစ်၆တွေကဗုဒ္ဓဘာသာကိုထဲထဲဝင်စော်ကားတဲ့အတွက်ကျွန်တော်ကပြန်ပြီးတော့တုတ်ပြတ်ပေးလိုက်တဲ့သဘောအနေနဲ့ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထဲမှာကြည်နေတဲ့ခွန်ရှစ်၆တွေပါတယ်မူဆလင်တွေပါတယ်ဆိုလို့ရှိရင်နားလည်းခွလို့သိခံပေးပါကျွန်တော်ပြောတဲ့ဇာတ်ထဲမှာမှားတာရှိရင်လည်းနားလေခလို့သိခံပေးပါကျွန်တော်ဘယ်ဘာသာမှစော်ကားခြင်းနဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုတခါလေးရှင်းပြပေးလိုက်ပါတယ်နော်ဒါကတော့ဗုဒ္ဓဘာသာကိုစော်ကားတဲ့လူတွေဗုဒ္ဓဘာသာမှမဟုတ်ဘူး တန်တဲ့တန်နဲ့ဒီဘာသာတွေကိုမြန်မာနိုင်ငံထဲမှာရှိတဲ့လူမျိုးတွေရဲ့ဘာသာတွေကိုစော်ကားရင်နိုင်ငံတော်ထိရောက်သွားအေးအေးယူမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဒီဟွာပေါ့ကျင်းဝင်းနဲ့မညီတဲ့တန်ဃာတော်တွေကျင်းဝင်းနဲ့မညီတဲ့ဆရာလေးပေါ့ကျွန်တော်တို့ဆရာလေးလို့ခေါ်တာနော်ဟိုတာမန်ငါကတော့မတိလရှင်လို့ခေါ်ကြတာဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးကြီးမသုံးညုံကျွန်တော်ကဆရာလေးပဲနော်အဲ့တော့ဒီ မငြင်းညွတ်တဲ့တွေပေါ့မငြင်းညွတ်တဲ့တန်ဃာတော်တွေကိုအထီးရောက်စွာအေးအေးယူမယ်ဆိုတဲ့အကြောင်းကိုနိုင်ငံတော်ကဆက်လက်ပြီးတော့ထုတ်ပြန်ထားတာရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီကျင်းဝတ်နဲ့မငြင်းတဲ့တွေကျင်းဝတ်နဲ့မငြင်းတဲ့တန်ဃာတော်တွေကျွန်တော်တော်များများတွေ့ပါတယ်တော်များများတွေ့တယ်နော်အဲ့တော့ဒီတန်ဃာတော်တွေနဲ့နိုင်ငံရေးမလုပ်ရဘူးလားလို့မေးလို့ရှိရင်နိုင်ငံရေးလုပ်လို့ရတယ်လုပ်လို့ရတယ်နိုင်ငံရေးလမ်းဟိုလမ်းဟိုနိုင်ငံရေးလမ်းကြောင်းမို့ကြည့်ရနိုင်ငံရေးသတင်းတွေကိုကြည့်ရနိုင်ငံရေးကိုဒါထဲထဲဝင်လေ့လာတဲ့တန်ဃာတော်တွေကျွန်တော်အပြစ်မပြောလို့ဘူး ဒါရှိတယ်ကျွန်တော်လည်းတွေ့နေရတယ်မြင်နေရတယ်အဲ့ဆရာတော်တွေကိုကျွန်တော်ကလက်အုပ်ချီပြီးတော့ရှစ်ခိုးပါတယ်ဘာဖြစ်လဲဆိုတော့သူတို့နိုင်ငံတော်ကိုကာကွယ်နေတာဖြစ်တယ်တစ်ဖက်တစ်လမ်းနေပြီးတော့နော်ဗုဒ္ဓဘာသာမညှိုးနှွမ်းစေရေးအတွက်ကိုကာကွယ်နေတာဖြစ်ပါတယ်နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကလက်အုပ်ချီပြီးကြောတယ်နော်တချို့တချို့သောတန်ဃာတော်တွေကျတော့ကျွန်တော်တွေ့တယ်နော်လိုင်းပေါ်မှာဘာလဲဆိုလို့ရှိရင်ကိုယုံထားတာကသင်္ကန်းကိုယုံထားတာကသင်္ကန်းဒါပေမဲ့ကိုတစ်တော့မှာစော့နေတာဘာလဲအလွမ်းအဆွေးစောက်ဘောတွေ စောက်ပေါ်လေးနော်အဲ့တန်ဃာတော်ဟိုတန်ဃာတော်ကြီးကျင့်မယ်ကျင့်တယ်နဲ့ညီရလားလို့ကျွန်တော်မေးလိုက်ပြသည်နော်ဘာဖြစ်လဲဝတ်ထားတော့ယုံထားတော့သင်္ကန်းနော်စော့နေတာကအလွမ်းဆွေးအချစ်တချင်းနေမညီညွတ်မှုလေမညီညွတ်မှုဒါတွေကိုနိုင်ငံတော်တိောက်ဆိုတာရေးယူမယ်ဆိုတဲ့အကြောင်းကိုဒါထက်ဆက်မိန့်နေထုတ်ထားတာရှိပါတယ်နော်ထုတ်ထားမိန့်နေရှိပါတယ်ဒါကြောင့်မလို့တချို့တချို့တော့ငယ်သေးလို့ပဲဖြစ်ဖြစ်ဝါရအသက်အရွယ်ရငယ်သေးလို့ပဲဖြစ်ဖြစ်နော် တိုဆော်တယ် online ကြည့်တယ် online ဆော်တယ်ဆိုလို့ရှိရင်ဝင်နည်းနဲ့လွတ်အောင်ဆော့ဖို့ကျွန်တော်ဒီနေရာနေပြီးတော့လောက်ချီပြီးတော့အောင်းဆိုလိုက်ပါတယ်နော်ဒါကတော့တန်ဃာတော်တိုင်းကိုပြောတာမဟုတ်ဘူးတချို့တချို့သောတန်ဃာတော်တွေကိုကျွန်တော်ပြောရခြင်းဖြစ်ပါတယ်နော်ဒါကတော့တစ်ချက်ဖြစ်ပါတယ်ဒါကတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်နောက်တစ်ခါတော့ခွားခေါက်နော်ခွားခေါက်အခြေချင်းစခွက်လူနေကြပြီစခွက်လူနေကြပြီအဲ့တော့ကျွန်တော်မြန်မာနိုင်ငံကြီးကမကြခင် agent တော့ပဲဗျနော်ကျွန်တော်မြန်မာနိုင်ငံကမကြခင် agent တော့ဘာဖြစ်လဲဆိုတော့ သူတို့အချင်းချင်းစကွက်တွေလုံနေကြတယ်စကွက်တွေလုံနေကြတယ်အဲ့တော့မင်းမောက်ကွန်းကလည်းသူ့ရဲ့ဝေစုမရတဲ့အတွက်နော်စောပြေသနာရှာတယ်ဒီဘက်ဖြူကျော်သိန်းတို့ကလည်းသူ့ဝေစုမရတဲ့အတွက်စောပြေသနာရှာတယ်တစ်ဖက်ကပန်ဆယ်လိုကလည်းသူ့ဟိုခိုးကျင်တဲ့ခိုးခိုးကျင်တဲ့ဖွတ်နော်အန်ယူဂျီအုပ်စုနော်တောင်းတယ်ခိုးတယ်ဖွတ်တယ်ဝက်တယ်ဝဲတယ်ချမ်းတယ်နော်အကုန်လုံးကသူတို့အောက်ချိန်မှာရှိတဲ့ PDF တွေကိုချပေးဖို့ဝယ်တာတော့မဟုတ်ဘူးသူတို့ကိုကြိုးစီဝါရေးအတွက်ဝယ်ကြတာဖြစ်တယ်နော်ဒီသူကပေးလိုက်တဲ့ ပတ်စံတွေလည်းသူတို့တွေချမ်းသာနေကြတယ်။ပြီးတော့ပေးလိုက်တဲ့ပတ်စံထက်အကြံဘက်ပီရီယက်လေးတွေရဲ့အသက်တွေနဲ့သူတို့တွေချမ်းသာနေကြတယ်။အခြားခြားသောနိုင်ငံတွေမှာနော်။ပြီးပြီးအုပ်စုကတော့ချမ်းသာနေကြတယ်။ဒါနဲ့ပတ်သက်ပြီးသူတို့အချင်းချင်းစိတ်ဝင်နေကွင်းနေကြတယ်နော်။အဲ့တော့လက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့တိတိလောက်ကတော့မင်းမော့ကွင်းနဲ့ဖြိုကျော်သိန်းနဲ့တတွဲနော်။ပန်ဆယ်လုံနဲ့ဟိုခွေးမြက်ကြုံနေရတတွဲနော်။တော့ငစီနဲ့ဘဝနဲ့ကတော့တောက်တကြီးရမှုနဲ့ကတတွဲเนาะသူတို့အတွဲတွေအတွဲတွေ အတွေ့အထိညီရဲ့တော့သူတို့ချင်းချင်းသက်ွက်တွေလုနေကြတာသက်ွက်တွေလုနေကြတာနော်ပြည်ပြချင်းချင်းသက်ွက်တွေလုနေကြတာကျွန်တော်တို့စစ်တပ်ကပါကြတော့မလို့တော့သူတို့ချင်းချင်းသူတို့ပြီးသွားလိမ့်မယ်နော်နောက်ဆုံးဘာဖြစ်လဲသူတို့သက်ွက်အချင်းချင်းမညီညွတ်နေတော့ဘာဖြစ်လဲစိတ်ကောင်းကွဲပြီးတော့တရင်ပိတာတွေရှိပဲဘယ်နန်းလေးမှာဘာရှိရဲဆိုတော့ပေါ်လာလိမ့်မယ်နော်တူးလာတော့ညောင်ညစ်တူးလာနော်ပုတ်ညို့ဥတွေပါထွက်လာတာတော့မတက်နိုင်ဘူးမတက်နိုင်ဘူးနော်လက်ရှိသူတို့အကြမ်းမဲ့ပြည်ချက်တွေမီဒီယာတွေရောသူတို့ဒီအန်ယူဂျီအုပ်စုတွေရော သူတို့ချင်းချင်းစခွက်လုနေကြတယ်စခွက်လုနေကြတယ်နော်ဒါလေးတွေကျွန်တော်မြတ်ပြည်သူတွေသိအောင်ထည့်ပြောပေးခဲ့တယ်အဲ့တော့ဆက်လက်ပြီးတော့လည်းဆက်လက်ရတဲ့သတင်းတွေကိုတင်ဆက်ပေးမယ်ဟောဒါဒီနေ့အချုပ်အနေနဲ့ဒါ၃ဘက်ဖြစ်သွားတာပေါ့နော်၃ဘက်ဖြစ်သွားတာဖြစ်ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မောင်းရွာ